်းပဲမင်္ဂလာပါရှင်စုစုဆန်းမိုးလီဝတချမ်းညီကနီပြန်လဲကြိုးစိုးလိုက်ပါတယ်ဒီဇင်ဘာလ12ရက်နေ့အတွက်နောင်ဆုံးမိုးလီတာကြိုခမ်းမန်းချက်မြန်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ယမန်နေ့နနက်9နာရီခွဲအချိန်မှာယနေ့နနက်9နာရီခွဲအချိန်ထိမိုးလီဝတအတိုင်းတွားချက်အရာလွန်ခဲ့ပေါ်24နာရီအတွင်းကညီပြီးရောစကိုက်တိုင်းဒေသကြီးအောက်ပိုင်းချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်အများအထင်တာယာခဲ့ပြီးကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် တိုင်အထင်အတန်ဖြစ်တော့ခဲ့ပါသည်ညအပူချိန်များမှာစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင်ဒီဇင်ဘာလ၏ပြင်းညအပူချိန်အောက်3ဒီဂရီဆဲစီယပ်နှင့်ပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင်ဒီဇင်ဘာလ၏ပြင်းညအပူချိန်တို့အောက်1ဒီဂရီဆဲစီယပ်လျော့နည်းခဲ့ပြီးကြံတိုင်းဒေသကြီးနှင့်ပြည်내တို့တွင်ဒီဇင်ဘာလ၏ပြင်းမြအပူချိန်ခန့်သာရှိခဲ့ပါသည်။ထူးခြားသည့်ညအပူချိန်များမှာဟာခမြို့တွင်3.3ဒီဂရီဆဲစီယပ် ပူတာအောင်မြို့တွင်9.3ရက်ဒီဂရီဆဲစီရက်တိတိန်မြို့တွင်9.2ဒီဂရီဆဲစီရက်လွိုင်လင်းမြို့တွင်9.6ဒီဂရီဆဲစီရက်မင်းကြီးမြို့တွင်6.5ဒီဂရီဆဲစီရက်မချန်းမောမြို့တွင်9.6ဒီဂရီဆဲစီရက်နမ်ဆန်မြို့ရှမ်းပြည်နယ်တောင်ပိုင်းတွင်8.3ဒီဂရီဆဲစီရက်နောင်ရှိုမြို့တွင်8.5ဒီဂရီဆဲစီရက်မွန်းကြီးမြို့တွင်9.3ဒီဂရီဆဲလ်စီယံနှင့်ပြည်ဦးလွယ်မြို့နှင့်ပြင်လောင်းမြို့တို့တွင် 6.1ဒီဂရီဆဲဆီယက်စီတို့ထိကြပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေကပလီပင်လယ်ပြင်တောင်ပိုင်းနှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်တိမ်အထက်နဲ့တက်မော့တိမ်ထုထက်နေပြီးကပလီပင်လယ်ပြင်မြောက်ပိုင်းနှင့်ချန်ဘင်္ဂလားပင်လယ်အော်တို့တွင်တရင်နစ်ကေအဖြစ်တို့နေပါသည်။မနေ့ပြန်နေတဲ့အထီးခံမှန်းချက်တနင်္သာရီတိုင်းဒေသကြီးဂရန်ဘီနှင့်မွန်ဘီနေတို့တွင်နေရာကွက်ကြားမိုးနှင်းကြေရွာနိုင်ပါသည်။ရွာရန်ရာကိုင်းတို့နောက်ဆက်ဖြစ်ပါသည်။ညပြီးတော့ပကူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး ARI တိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင် အများအထင်သာရသည်။ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တရရတင်းတက်ဖြစ်တို့မည်။မြမပင်လည်းပင်လိုင်းနှင်းငယ်မှလိုင်းတင်းတက်ရှိမည်။လိုင်းမြင့်မှမြမကန်းယိုတန်းတချောင်းနှင့်ကန်းလွန်ပင်လည်းပင်တို့တွင်၄ပြည်မှ၆ပြည်ခန့်ရှိနိုင်ပါသည်။နောက်နှစ်ရက်အတွက်ခမ်းမန်းချက်တနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်တို့တွင် နေရာကွက်ကြားမိုးနှင်းငယ်ရွာနိုင်ပါသည်။ရေပြည်တို့နှင့်အနီးတစ်ဝိုက်အတွက်မနေ့ပြန်နနက်အထိခမ်းမန်းချက် အများအချင်းတာရမြင်ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်မနေ့ပြန်နနက်အထိခံမှန်းချက် အများအချင်းတာရမြင်မန္တလေးမြို့နယ်အနီးအတဝိုက်အတွက်မနေ့ပြန်နနက်အထိခံမှန်းချက်အများအချင်းတာရမြင်နားဆင်မိခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှဖျားစမ်းမွှင်လန်းကြပါစီရှင်ကျမတို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ကြပါအောင်ရှင်